်အမေရိကန်ရဲ့စီးကျက်ခွန်တွေကတရုတ်လုပ်ငန်းတွေကိုတကယ်ထိခိုက်နေပါပြီကျွန်တော်နောက်မှာ get to ပြတက်တာလုပ်ငန်းလုပ်တဲ့သူတွေရောက်ရှိပါတယ်တခြားလုပ်ငန်းတွေမှာဒီတက်ရောက်မှုကိုသိမသိတာပဲ get to ပြလို့ထုတ်ပိုးပစ္စည်းတွေမှာတော့တိတိတသာခံစားရပါတယ်လို့ job blogger တူကဆိုပါတယ် သူကဆက်လက်ပြီးတော့အခုအလုပ်လုံးဝမရှိဘူးလို့ပြောပါရယ်။ဒါကြောင့်မိတ်ဆွေစက်ရုံမှာနေဝက်လောက်ကိုလက်ဖြေတောက်ပြီးအချိန်ကုန်နေရပါရယ်။သူကတ်ထူဖောက်တဲ့အများစုကအမာစာရီကိုပြန်ဖြတ်လိုက်ကြပါရယ်။ကတ်ထူဘူးတွေမဝယ်ယူနိုင်တော့တာကမိသီးလုပ်ငန်းမှာအမျက်တွေဘလောက်လျှော်နေနေပြီလဲဆိုတာပြသနေပါရယ်။ အမေရိကန်မှာလည်းဈေးတင်စရာအခွင့်အလမ်းတွေပါပါတယ်။တခြားလုပ်ငန်းတွေဆိုစီးကျက်ခွင့်တွေရှိပေမဲ့အမစာရီဆက်ရနေသေးပါတယ်။ဒါပေမဲ့မီးသီးလုပ်ငန်းမှာတော့နေပညာအစ်စ်မရှိတော့အရန်ခက်ပါတယ်။အခုအချိန်မှာအမေရိကန်တရုတ်ကုန်သွယ်ရေးတင်မမှုတွေကတရုတ်ရဲ့ပို့ကုန်လုပ်ငန်းတွေကို အကြီးအကျယ်ထိခိုက်စေနေပါတယ်။တရုတ်စေယောအများပြပိတ်သိမ်းနေရပြီးပို့ကုန်ကုမ္ပဏီတွေကအလုပ်သမားတွေဟာအချိန်အတော်ကြာခွင့်ယူဖို့ ဖိအားပေးခံရပါတယ်။လူအများပြားအတွက်အလုံးပြုတော့မဲ့ဘေးကဒီဒီအချိန်မဆိုရင်ဆိုင်ရနိုင်ပါတယ်။ကျွန်တော်တို့စိတ်ယုံပိတ်သွားပါပြီ။အလုံးကန်ရှိရင်ပြောပါတော့ဒီနေ့နောက်ဆုံးနေ့ပါ အခုပစ္စည်းတွေထုတ်နေတော့မှာ American ရဲ့ကုန်သွယ်စစ်ပွဲကကျွန်တော်တို့ကုမ္ပဏီကိုအကြီးအကျယ်ထိခိုက်စေပါတယ်။ရုံးငန်းနဲ့စင်းရုံတွေအတွက်အထည်ပရိဘောဂလုပ်ငန်း16နှစ်ကြာလုပ်ခဲ့ပြီမဲ့အခုဆိုရင်တရုတ်အလုပ်သမား100ကျော်ရှိတဲ့ကျွန်တော်တို့ကုမ္ပဏီမှာအမှားစာအားလုံးပြန်ဖြတ်ခံရပါပြီ။ ပစ္စည်းတွေပြီးနေပေမဲ့ဘာမှမပို့နိုင်တော့ဘူး။ဟောတယ်တွေနဲ့ပဲညှိနှိုင်းကြည့်ရပါတော့မယ်လို့ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုအလုသမားတယောက်ကပြောပြပါရယ်။ရှူနန်ခွေချိုစီဂျန်ကနေအလုရှာမထွက်သေးတဲ့သူတွေမထွက်ပါနဲ့။ချိုချန်မာရှိရဲ့စက်ရုံအများစုကအလုရနာထားပေးပါပြီ။ အလုံးရမှာမဟုတ်ဘူးလို့လုပ်ငန်းရှင်တဦးကသတိပေးပါတယ်ဒါရီဟာတရုတ်ကနေပြီးတော့အမေရိကန်ကိုကုန်ပစ္စည်းတင်ပို့ရတာပိုခက်ခဲလာတာကြောင့်မှာဧပြီလ29ရက်ကဗီဒီယိုတစ်ခုမှာတရုတ်ပို့ကုန်လုပ်ငန်းရှင်တဦးကတခါတလေအမားလေးတစ်ခုကအားလုံးဆုံးရှုံးသွားစေနိုင်ပါတယ်အခုဆိုအမေရိကန်ဖောက်တယ်ရီနဲ့အလုံးလုံးလို့မရတော့ပါဘူးမကြခင်ကကုန်ပစ္စည်းတင်ပို့ရင်ပို့ဆောင်ကတဲ့အမေရိကန်ဒေါ်လာ တထောင်ကုန်ပါတယ်ကုန်ပစ္စည်းတန်ဖိုးက900ပဲရှိပါတယ်အဲ့ဒီအပေါ်မှာစီးကြက်ကွန်တင်ဒေါ်လာ900ကျော်နေပါတယ်။အခွန်အတွက်ကြီးပဲ6000ကျော်ပိုပေးနေရတာလို့ရှင်းပြရလဲဖြစ်ပါတယ်။ ဒီစည်းချက်ကိုနေကြောင်းအဓိကသူဆုံးရှုံးရမယ့်သူကတော့တရုတ်ပြည်ကဒေါငွမ်မယ်လို့ဆိုပါတယ်ဒေါငွမ်မှာအလက်စားနဲ့အကြီးစားကုမ္ပဏီ1400လောက်ရှိပြီးတော့60ရာခိုင်နှုန်းကအမေရိကန်ပို့ကုန်ပေါ်မိခိုးနေရပါတယ်အခုဆိုရင်စည်းချက်ကိုမြင့်တက်လာပြီးတော့အမေရိကန်မှာအမာဇာရီကြာစင်းလာတာကြောင့် တရုတ်ထုတ်ကုန်လုပ်ငန်းတွေကတော့အခက်တွေ့နေရတာဖြစ်ပါတယ်။တရုတ်ပို့ကုန်လုပ်ငန်းအများအပြားကဆက်လက်ရပ်တည်နိုင်ဖို့အတွက်ပြည်ရင်းစည်းကွက်ကိုပြောင်းနေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ပြည်ရင်းစည်းကွက်ပြိုင်ဆိုင်မှုကအရင်အထက်ပိုပြီးတော့ပြင်းထန်နေပါတယ်။ American Factory က VNL အိန္ဒိယလို့ ေးဖို့ချိုးတဲ့နိုင်ငံတွေစီပြောင်းဝယ်နေကြပါတယ်။တချို့တရုတ်စက်ရုံတွေမှာပုတ်ကုန်ပစ္စည်းတွေအများကြီးကျန်နေပြီးတော့တချို့တရုတ်စက်ရုံကပေးရမယ့်ငွေတွေမပေးနိုင်တော့ဘဲဒေဝါလီခံရမယ့်ဘေးနဲ့ကြုံနေရပါတယ်။တောင်ကွန်းမှာလူတွေကအသက်ဆုံးဈေးကွက်ပြိုင်ဆိုင်နေရတယ်လို့ပြောတာက ထုံလုံးမှုများလေလေဆုံးရှုံးမှုများလေလေဖြစ်နေလို့ပါဒီလိုမျိုးတရုတ်ပို့ကုန်လုပ်ငန်းရဲ့စိုးရိမ်မှုကိုဖော်ပြနေရလဲဖြစ်ပါတယ် ။အခြားသင်ကင်ကဟောင်ကောင်ခြေဆိုင်ကန်ပါခ်ဆိုတဲ့ပို့ကုန်ဝန်ဆောင်မှုကုမ္ပဏီကတရုတ်ပို့ကုန်လုပ်ငန်းမျိုးကိုစတန်ကောက်ယူခဲ့ရာတဝက်ကျော်က2025မှာ2024ထက်စွမ်းဆောင်ရည်ပိုဆိုးမယ်လို့မျှော်လင့်ထားကြပါတယ်။20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိကျဆင်းမယ်လို့ခန့်မှန်းထားပြီးနောက်ထပ်30ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိကျမယ်လို့ယူဆထားပါတယ်။9.4ရာခိုင်နှုန်းခန့်မှန်းသူတွေကတော့အယောင်ဟာ တရားရာဂိုင်းနှုံးကျော်ကြဆင်းမယ်လို့ယုံကြည်နေကြပါတယ်။ April 25ရက်နေ့မှာ Jen Parker တီထောင်သူနဲ့ CEO Chris Van က BBC တရုတ်နဲ့အင်တာဗျူးမှာဒီမြန်မာတဲ့အစည်းအချက်ကုန်တွေကြောင့်တရုတ်ကုမ္ပဏီတွေနဲ့တရုတ်စက်ရုံတွေအတွက်ကုန်ကြမ်းစည်းတွေတက်လာတယ်လို့ပြောပါတယ်။ American စားသုံးသူတွေကလည်းတဆန်သုံးဖို့မရှိပါဘူး။ဒီကုမ္ပဏီတွေရဲ့စည်းချက်ကုန်ဆိုင်ရာသဘောထားတွေကသူတို့နောက်ခွဲရတရုတ်စက်ရုံတွေကိုပါတက်ရောက်မှုရှိနေပါတယ်။ တရုတ်စက်ရုံအပြားပြားက ထုတ်လုပ်မှုတွေကိုရှင်းချထားပါတယ်။တချို့ဆိုရင်လုံးဝရပ်ထားတယ်လို့သူကရှင်းပြပါတယ်။တရုတ်အမေရိကန်စစ်ချက်ကိုစစ်ပွဲရဲ့တကယ်တရားမှုဟာအလုံးအမင်းရှော့တွက်ထားခဲ့ရတယ်လို့ဆိုပါတယ်။တရုတ်ရဲ့စစ်စုပေါင်းကုန်သွယ်မှုရဲ့၁၄ရာခိုင်နှုန်းသာအမေရိကန်နဲ့ကုန်သွယ်တာမို့သိအရင်မကြည့်ဘူးလို့ထင်ပေမဲ့၂၀၁၈မှာ Trend ကတရုတ်ကိုစစ်ချက်ကိုစတင်တတ်မှတ်ကလေးက တရုတ်ထုတ်လုပ်သူများပြားကအရှိတောင်အာရှကိုပြောင်းရွှေ့သွားကြပါတယ်အခုဆိုတရုတ်ကုန်ပစ္စည်းတွေအပေါ်အမေရိကန်ရဲ့စုစုပေါင်းစည်းချက်ကွန်က145ရာခိုင်နှုန်းအထိတက်လာပါပြီတချို့အမျိုးအစားတွေဆိုရင်145ရာခိုင်နှုန်းအထိရှိပါတယ်အရင်ကပါဆယ်အသီးစားစည်းချက်ကွန်ကင်းလွတ်ခွင့်လဲအပီးပိုင်ဖြတ်သိမ်းလိုက်ပါပြီလို့သူကဆက်ပြောပါတယ် ဗီယက်နမ်ကတိသာထင်ရှားတဲ့ဥပမာတစ်ခုပါဗီယက်နမ်ရဲ့တဦးချင်းဝင်ငွေက9000ဒေါ်လာမပြည့်ပေမဲ့2018မှာတရုတ်ကဗီယက်နမ်ကို83.9ဘီလီယံဒေါ်လာတင်ပို့ခဲ့ပြီး2024မှာ144ဘီလီယံအထိတိုးတက်သွားပါတယ်။အဲဒီကာလအတွင်းဗီယက်နမ်ကအမေရိကန်ကိုတင်ပို့မှုက49ဘီလီယံကနေ196ဘီလီယံအထိတိုးသွားပါတယ်။ဒီကနေ့နောက်မှာဗီယက်နမ်တင်ပို့တဲ့ပစ္စည်းတွေရဲ့အများစုက တရုတ်ကလည်းတင်သွင်းတာပါတရုတ်ပို့ကုန်လုပ်ငန်းကြီးကဗီယက်နမ်ကိုအသုံးပြုပြီး American စီးကျက်ကုန်ကိုရှောင်နေကြတာပါလို့သူကရှင်းပြပါတယ်2020ဆက်ကအစောပိုင်းမှာ Temperature ပြန်ပြီးတော့အရေးခံရပြီးရတော့ကုန်သွယ်ရေးကာကွယ်ရေးမူဝါဒတွေကိုဆက်လက်ကျင့်သုံးပြီးပုံမှန်သဘောထားပြင်ထန်လာပါတယ် Session 301စီးကျက်ကုန်တွေကိုစက်ထိန်ထားပြီးတရုတ်ပစ္စည်းလွှဲပြောင်းတင်ပို့မှုလမ်းကြောင်းပိတ်ဖို့ reciprocal traffic ဆိုတဲ့မူဝါဒအသစ်ကိုပါမိတ်ဆက်လိုက်တာဖြစ်ပါတယ်ပထမဆုံးအနေနဲ့စီးချက်ကွန်လိမ့်လည်မှုကိုပြစ်မှုကြီးအဖြစ်သတ်မှတ်လိုက်ပါရယ်မူလနိုင်ငံကိုဖုံးကွယ်ထားပြီးလိမ့်တာဒါမှမဟုတ်ပြစ်စည်းလွှဲပြောင်းတင်ဖို့ရာလို့ရယ်ကုမ္ပဏီအကြီးအကဲတွေကနှစ်20အထိထောင်ကျနိုင်ပါရယ်ဒုတိယအနေနဲ့ဖုတ်ကုန်လိုင်းစနစ်ကိုရုပ်သိမ်းနိုင်ပါရယ်လို့အမေရိကန်ရဲ့စီးမြင်အသစ်တွေကိုရှင်းပြပါရယ်တရုတ်နိုင်ငံမှမဟုတ်တဲ့ကုမ္ပဏီတစ်ခုက ပစ္စည်းလွှဲပြောင်းတင်ပို့မှုလုပ်တာတွေရှိရင် American ကသူတို့ကို American ကိုတင်ပို့ခွင့်ဒါမြင့်နိုင်ပါတယ်ဒီအရာကအဲဒီကုမ္ပဏီနဲ့ဆက်စပ်နေတဲ့တခြားကုမ္ပဏီတွေကိုပါတယောက်မှုရှိနိုင်ပါတယ် American ကကမ္ဘာလုံးဆိုင်ရာခြေရာခံစနစ်ကိုစတင်အသုံးပြုနေပါပြီပစ္စည်းတွေရဲ့မူလအစကြည့်ဖို့ပို့ဆောင်ရေးခွင့်ဆက်တလျှောက်ဤပညာသုံးပြီးတော့ခြေရာခံနေပါတယ် ဒီမှာ blockchain နည်းပညာဒါမှမဟုတ်အပြည့်ပြည့်ဆိုင်ရာ logistics data တွေပါဝင်နိုင်ပါတယ်ဒီလိုမားတွေအတွက်အကြီးအကျယ်ဒဏ်သေးတွေလည်းရှိလာပါတယ်။ American ရဲ့စီးကျကုန်ရှောင်တဲ့ကုမ္ပဏီတွေဟာသူတို့ရှောင်တဲ့ပမာဏရဲ့ တုံးရရခိုင်နှုန်းတန်းစီပေးရမယ့်အပြင်ဆယ်နှစ်စာဝင်ငွေဆုံးရှုံးမှုပါခံစားရနိုင်ပါ रे ဒီပြစ်ဒဏ်တွေဟာစီးကျက်ကိုမြင့်တက်မှုဒါမှမဟုတ်အစင်းစင်းပြစ်ဒဏ်တွေကိုရှောင်ရှားမဲ့အလုပ်ရတွေကိုအောက်ကောင်းတဲ့ဂျိုဒီဟန်တာမှုတစ်ခုဖြစ်ပါ रे အရှိတောင်အာရှနိုင်ငံတချို့ကအမြန်ဆုံးလှုံ့ဆော်နေကြပါ रे ဗီယက်နမ်ကအခုချိန်မှာအပြင်းထန်စတဲ့ကြံ့ပတ်နေပါ रे ဗီယက်နမ်ကိုယ်စားလှယ်ဝင်ကြီးဌာနက စီစဉ်အစည်းအဝေးအစ်စ်တစ်ခုအသစ်တစ်ခုထုတ်ပြန်လိုက်တာဖြစ်တယ်။စီစဉ်မှုအသစ်တစ်ခုပါပစ္စည်းတွေရဲ့မူလအစအထောက်အထားတွေကိုပုံမတင်ချက်စွာစစ်ဆေးမယ်။ပစ္စည်းမူလထုတ်လုပ်သူအတုလုပ်တာတွေကို အလေးနက်ထားကင်တွယ်မယ်လို့သိရပါတယ်။ဧပြီလ15ရက်2025အစပြီးတော့ VNM မှာဒီစီချမှုအသစ်စတဲ့အသက်ဝင်ပါရင်ဒီရပိုင်းအတွင်းကျွန်တော်စီးရင်ခိုင်စင်းစစ်နေတော့ဖောက်တဲ့ရမူလအစအထောက်အထားတောင်းတာကြောင့်တတိထားမိပါရင် နောက်တော့ဒီထောက်ထားကဗီယက်နမ်ပို့ကုန်လုပ်ငန်းတွေအတွက်အရေးကြီးတဲ့အရာဖြစ်လာမယ်လို့ဗီယက်နမ်မှာစက်ရုံရှိတဲ့လုပ်ငန်းရှင်တဦးကပြောပါတယ်။ဗီယက်နမ်အစိုးရကဧပြီလ9ရက်လောက်ကဒီစည်းကမ်းမှုအသစ်ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့အဓိကအဖြစ်တရုတ်မှာထုတ်လုပ်ပြီးဗီယက်နမ်တစ်စ်အမေရိကန်ကိုတင်ပို့နေတဲ့ပစ္စည်းတွေကိုဥတီထားပါတယ်။ဗီယက်နမ်ရဲ့တကယ့်ရည်ရွယ်ချက်က သူကိုယ်သူကာကွယ်ဖို့နဲ့အမေရိကန်နဲ့ပူးပေါင်းပြီးပို့ဆောင်ရေးကွင်းဆက်ထိန်းချုပ်မှုကိုတင်းကျပ်စေဖို့ဖြစ်ပါရယ်။ဒါကြောင့်အနောက်ဆို အရာရာပိုတင်းကျပ်လာပါမယ်။ဗီယက်နမ်မှာစစ်ရုံရှိတဲ့ကျွန်တော်တို့နေတဲ့တဆင်ချင်းဂယူးဆိုင်ပြီးစာရစာရည်အားလုံးကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်လို့လုပ်ငန်းရှင်တို့ကအကြံပြုပါရယ်။ဒီကမ္ဘာလုံးဆိုင်ရာစီးကျက်ကွန်လိုင်းမှာ ဖီယက်နမ်ကအမေရိကန်ကို သစ္စာရှိကြောင်းပြဖို့အရေးကြီးတဲ့လှုပ်ရှားမှုနှစ်ခုလုပ်ခဲ့ပါတယ်။အမေရိကန်ရဲ့စီးချက်ကုန်ကင်းလောက်ခွင့်သဘောတူညီချက်ကိုစိတ်ဝင်စားကြောင်းပထမဆုံးထုတ်ဖော်ပြောဆိုခဲ့တဲ့နိုင်ငံဖြစ်ပြီးအရှိတော်အရှမှာပစ္စည်းလွှဲပြောင်းတင်ပို့မှုကိုပထမဆုံးစတင်ကြံပတ်တဲ့နိုင်ငံလေးဖြစ်ပါတယ်။ Writers Day ထားရရဗီယက်နမ်ကဝါရှင်တန်ကိုတရုတ်ပစ္စည်းတွေဗီယက်နမ်ကတက်ဆက်အမေရိကန်ဝန်ထမ်းဘုံမှုကိုပုံမတင်ဆက်စွာထိန်းချုပ်မယ်လို့ကြေညာပေးခဲ့ပါတယ်။ ဒီအချက်တွေထဲမှာတရုတ်ပစ္စည်းတွေလွှဲပြောင်းတင်ပို့မှုကိုစောင့်ကြည့်တဲ့စနစ်နဲ့ပို့ဆောင်ရေးခွင့်ဆက်ချေရခန့်စနစ်တွေထူထောင်တာပါဝင်ပါတယ်။ထိုင်းနိုင်ငံကလည်းတရုတ်ပို့ကုန်တွေအတွက်တကားပေါင်းမဖြစ်အောင်ဥပဒေတွေကို အစင်းမြင့်တင်နေပါတယ်။တိုင်းရဲ့အစီအမံတွေမှာမူလအစအထောက်အထားတွေကို ပုံမပြေစွာလုပ်ဖို့နဲ့ဘိုးကုံပစ္စည်းတွေစစ်ဆေးမှုတွေကိုတင်းကျပ်ဖို့ပါဝင်ပါတယ်။ ဗီယက်နမ်နဲ့ထိုင်းတယ်မကဘူးတောင်ကိုရီးယားကလည်းတရုတ်နဲ့အတူလမ်းခွဲဖို့စတင်နေပါပြီ။ကြားသည်ကပဲတောင်ကိုရီးယားအကောက်ခွန်ဌာနကတရုတ်ရဲ့စီးချက်ခွန်လိမ်လည်မှုတချို့ကိုဖော်ထုတ်ခဲ့ပါတယ်။တရုတ်မှာထုတ်လုပ်တဲ့ပစ္စည်းတွေကိုတောင်ကိုရီးယားမှာထုတ်တာဆိုပြီးတော့အလွဲသုံးစားလုပ်ပြီးတော့အမေရိကန်ကိုတင်ပို့တာတွေကိုဖမ်းမိပါတယ်။ပထမ3လအတွင်းဒီလိုပစ္စည်းတွေရဲ့တန်ဖိုးကတောင်ကိုရီးယားဝန်29.5ဘီလီယံယွမ်151သန်းအထိရှိပါတယ်။ဒီပမာဏရဲ့68ရာခိုင်နှုန်းက မရီဂယ်ဝင်တင်ပို့တာဖြစ်ပြီးတော့မနေ့က64ရာခိုင်နှုန်းကနေတိတိတသာတက်လာတာပါဥပမာတရုတ်ဘက်တရီပစ္စည်းတွေကိုတောင်ကိုရီးယားထုတ်လို့လိန်ပြီးတော့မရီဂယ်ဝင်တင်ပို့တဲ့အမှုမှာတန်ဖိုးရန်18တန်ရှိပါတယ်ဧပြီလ17ရက်မှာတောင်ကိုရီးယားအကောက်ခွန်ဝန်ဆောင်မှုကနိုင်ငံသားထုတ်ပစ္စည်းတွေကိုတောင်ကိုရီးယားထုတ်လို့အလွှဲသုံးစားလုပ်တဲ့အမှုတွေပုံမှန်များပြလာတယ်လို့ကြေညာခဲ့ပါတယ်သူတို့က ဒီတရားမဝင်ပို့ကုန်တွေကိုဖမ်းဆီးဖို့အထူးတပ်ဖွဲ့တစ်ခုဖွဲ့ထားပြီးတော့တောင်ကိုရီးယားကုမ္ပဏီတွေကိုကာကွယ်ဖို့ပုံမတင်ကျတဲ့စီမင်းတွေပြုလုပ်ဖို့အစီအစဉ်ရှိပါတယ်။ဗီယက်နမ်နဲ့တောင်ကိုရီးယားတို့လိုပဲအရှိတောင်အရှနိုင်ငံတွေကလည်း ပစ္စည်းလွှဲပြောင်းတင်ဖို့မှုကိုဖိနှိပ်ဖို့သူတို့ရဲ့စည်းမျဉ်းတွေကို အမြန်ဆုံးပြင်ဆင်လာကြပါတယ်။ဒေါ်ကိုရီးယားကအမေရိကန်အကောက်ခွန်နဲ့နိုင်စပ်ကာကွယ်ရေးဌာနနဲ့ပူးပေါင်းပြီးအထူးစုံစမ်းစစ်ဆေးအဖွဲ့တစ်ခုကိုဖွဲ့ထားပါတယ်။ထိုင်းနိုင်ငံကလည်းအမေရိကန်ရဲ့စီးချက်ကိုမူဝါဒတွေကို လိုက်နာပြီးတော့နေရောင်ခြေစွန့်ရင်သုံးပြားတွေတပ်မဏိပိုက်တွေနဲ့ဒီစစ်စပိန်နေပါဝင်ပစ္စည်း49မျိုးကိုစီးရင်ပြုစုထားပါတယ်။အခုဆိုရင်ဒီပစ္စည်းတွေကတကယ်ထိုင်းမှာထုတ်လုပ်တာမှန်ကြောင်းထုတ် ုပ်သူတွေကတက်တည်ပြမှသာမူလအစအထောက်အထားထုတ်ပေးပါရယ်ဒီနိုင်ငံတွေဘာလို့ဒီလောက်ပြင်းပြင်းဆန်ဆန်အမေရိကန်ရဲ့သဘောထားကိုလိုက်နာနေကြတာလဲအပေါ်ယံကြည့်ရင်အမေရိကန်ဖိအားကြောင့်လို့ထင်ရပေမဲ့တကယ့်အကြောင်းရင်းကသူတို့ရဲ့ American ဈေးကွက်အပေါ်လက်ရှိစွာမိခိုနေရလို့ပါ American ဈေးကွက်ဝင်ခွင့်ဆုံးရှုံးရင် American ဒေါ်လာရရှိမှုအဓိကရင်းမြစ်ဆုံးရှုံးမှာဖြစ်ပြီးတော့ စီးပွားရေးအကျပ်တည်းဖြစ်စေနိုင်ပါတယ်။1998ခုနှစ်အရှိတောင်အာရှစီးပွားရေးပြိုလဲမှုမှာ American Dollar ငွေရှာဖွားမှုကအဓိကကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါကြောင့် American ရဲ့တောင်းဆိုချက်တွေကိုလိုက်ရောပေးတာကအံ့ဩစရာမရှိပါဘူး။အရှိတောင်အာရှအပြင်ဘက်မှာလည်းတရုတ်က Mexico လိုနိုင်ငံတွေမှာစစ်ရုံတွေဆောက်ပြီးတော့စီးချက်ကွန်ရှောင်ဖို့ကြိုးစားနေပါတယ်။ Mexico မှာတရုတ်လုပ်ငန်းရှင်တွေအတွက်အထူးစက်မှုစုံတွေတောင်းထူထောင်ထားပါတယ်။ရောင်းချဖို့အတွက် Mexico Pico version ရေဝူစိတ်ကြီးတွေတောင်ရှိနေပါတယ်။ဒါကတရုတ်ရဲ့ American ပို့ကုန်မိခုံမှုက ဆလီရခိုင်နှုန်းဆိုတဲ့ကဏ္ဍထက်ပိုနယ်ဆိုင်နယ်ဆိုတာကိုပြနေပါတယ်။ရှန်ဟိုင်းစိတ်ကံကနေအမေရိကန်ကိုကုန်တင်သင်းမောအရေအတွက်ဧပြီလကနေမေလအလယ်အတွင်းမှာတိတိကျကျကျဆင်းနေပါတယ်။တရုတ်နဲ့အမေရိကန်ကြားသင်းမောခီးစင်များစွာပယ်ဖျက်ခံရပြီးတော့ဧပြီအစားက3,9600ထီအီယူရှိခဲ့တဲ့တည်ယူနိုင်စွမ်း40ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ ပစ္စည်းလွှဲပြောင်းတင်ပို့မှုလမ်းကြောင်းတွေပိတ်သွားတဲ့အတွက်အနာဂတ်မှာပို့ကုန်လုပ်ဖို့ပို့ပြီးတော့ခက်ခဲလာပါလိမ့်မယ်။မက္ကဆီကိုလိုအိန္ဒိယလိုနိုင်ငံတွေကလည်းပစ္စည်းလွှဲပြောင်းတင်ပို့မှုစီးပွားရေးကိုတင်းကျပ်လာနိုင်ပါတယ်။ဒါဆိုရင်တရုတ်ပို့ကုန်လုပ်ငန်းတွေကစီးပွားရေးပြင်ပြောင်းလဲမှုစတင်ခဲ့တဲ့နှစ်၄၀ကျော်အတွင်း ဖျားအကြီးမားဆုံးကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။စီချက်ကိုစစ်ပွဲကြောင့်ပစ္စည်းလွတ်ပတ်ပြီးတော့တင်ဖို့ပစ္စည်းလည်းပဲတင်ဖို့မှုလမ်းကြောင်းတွေကပိတ်သွားတာနဲ့အများအခြေအနေကပုံပြီးတော့ဆိုးလာမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် American ကိုပို့တဲ့တရုတ်ထုတ်လုပ်သူများအပြားစက်ရုံပေးရတော့မယ့်အခြေအနေ ဖြစ်နိုင်ပါတယ်။အရှိတောင်အရှားကိုစက်ရုံရွှေ့ထားတဲ့သူတွေလည်းအလားတူအန္တရာယ်ရှိပါတယ်။ FL ကိုဥပမာထားကြည့်ရင် iPhone တွေထုတ်ဖို့တရုတ်မှာစက်ရုံထောင်တဲ့အခါမြေဝဲတာ၊စက်ရုံစောက်တာ၊စက်ပစ္စည်းတွေဝဲတာ၊အလုပ်သမားခန့်တာစတဲ့ယနေ့မြို့နယ်မှုတွေအများကြီးလုပ်ခဲ့ရပါတယ်။ နေခါရီအရှာအရာ2024မှာ Apple ရဲ့အဓိက6ပန်းသူ189ခုရဲက150လောက်ကတရုတ်မှာစက်ရုံရှိပါတယ်။ဒီနေ့စီးချက်ကစစ်ပွဲကြောင့် Apple ကိုကုမ္ပဏီတွေက အိန္ဒိယနဲ့ VNM မှာထုတ်လုပ်မှုထိုးချက်ရင်ပြန်မလာနိုင်တော့ပါဘူး Apple ကတရုတ်ပြည်မကိုသူ့ထုတ်လုပ်မှုခွင့်ဆက်ရွှေ့ဖို့အရေးတကြီးစူးစမ်းနေပါတယ်ဒီနေ့အတွင်း iPhone ထုတ်လုပ်မှုကိုအိန္ဒိယမှာတစ်ဆယ်ရာခိုင်နှုန်းခန့်ထုံးပြဖို့အစီအစဉ်ရှိပါတယ်အဓိကအားဖြင့် American စီးကွက်အထက်ဖြစ်ပါတယ်အိန္ဒိယမှာလက်ရှိ iPhone တစ်နှစ်ကို30ရာနေ40သန်းအထိစီမံဆောင်ရွက်နေပြီးတော့ကမ္ဘာ iPhone ထုတ်လုပ်မှုရဲ့20ရာခိုင်နှုန်းကိုကိုစားပြုနေရလဲဖြစ်ပါတယ်။ အရင်မြေတချို့ရ Apple ဟာဒီနေ့အိန္ဒိယမှာ iPhone နဲ့အဆုံးတန်း60ထုတ်လုပ်ဖို့မျှော်မှန်းထားပြီးတော့ American မှာရောင်းချတဲ့ iPhone အလုံးကိုအိန္ဒိယမှာပဲထုတ်ဖို့စီစဉ်နေပါတယ်။ Taiwan နဲ့ Huawei တက္ကသိုလ်က Professor Sam Gosing ကတော့ Apple ရဲ့အိန္ဒိယမှာထုတ်လုပ်မှုခွင့်ဆက်ထိုးချဲ့တာကထောက်ပံ့ရေးခွင့်ဆက်ခိုင်မာမှုပထဝီနိုင်ငံရေးချဲ့လက်တွေ ုံကြစီထိရောက်မှုနဲ့ဈေးကွက်အလားအလာတွေကြောင့်လို့ဆိုပါရယ်ဒါကနှန့်ဆိုင်တဲ့နေပြည်တော်ပြောင်းလဲမှုတစ်ခုရဲ့အစိပ်ပိုင်းမှလို့ဆိုပါရယ် Professor Shen က Apple ဟာကမ္ဘာစက်ရုံအဖြစ်တရုတ်ကိုကြာရှည်စွာမိခိုခဲ့ပြီးမယ်အခုအခါ American တရုတ်နည်းပညာစစ်ပွဲနဲ့ပထဝီနိုင်ငံရဲ့အဒီယာတွေကြောင့်အိန္ဒိယမှာဒုတိယထုတ်လုပ်မှုစင်တာတည်ထောင်နေတယ်လို့ဆိုပါတယ်ဒီလုံရှားမှုကထောက်ပံ့ရေးခွင့်ဆက်ပြတ်တောက်မှုအဒီယာကိုရှောင်ရှားဖို့ဖြစ်ပြီးတော့နိုင်ငံရေးအရလည်း American အစိုးရနဲ့ Wall Street ယင်းနည်းမြုံတန်သူတွေရဲ့တရုတ်မိခိုမှုရှော့ချရေးတွန်းအားနဲ့ကန့်ညီပါတယ် Apple ဟာ Taiwan က Foxconn နဲ့အပြင် ADR ရဲ့အကြီးဆုံးစီးပွားရေးအဖွဲ့ Tata Group နဲ့လည်းပူးပေါင်းဆောင်ရွက်မှုကိုတနေ့ရှိုင်းရှိုင်းလုပ်နေပါတယ်။ Professor Sen ကဒါကတရုတ်အာဏာပိုင်တွေရဲ့ကန့်သတ်မှုတွေ သို့မဟုတ်နိုင်ငံရေးအရာထုံးပြမှုတွေကိုကာကွယ်ဖို့ Apple ရဲ့ချုပ်တင်ပြင်ဆင်မှုတွေလို့ဆိုပါရယ် US က St Thomas Tagdua Professor Yahorion Nalin Apple ရဲ့အိန္ဒိယဒုချာမှုက American နဲ့တရုတ်အနာဂတ်မှာကွာဟသွားနိုင်တဲ့အခြေအနေအတွက်ဖြူဟာကြားတဲ့ကြောင်းလဲမှုတစ်ခုလို့ဆိုပါရယ်အခုချိန်မှာ Apple ထုတ်ကုန်လေရတရုတ်ပစ္စည်းတွေပေါ်က American စီးကြက်ကောင်ကနေရှားရီကင်းလို့ခွင့်ရနိုင်ပေမဲ့ Professor Ye က American အစိုးရက Apple ထုတ်ကုန်လေးကိုစီးကျက်ကွန်ချမှတ်ရင်အစိုးဆုံးအခြေအနေတွေကိုရှောင်ဖို့တရုတ်ပြည်မကိုထုံလုံးမှုရွှေ့ဖို့ပြုဟာချမယ်လို့ယုံကြည်ပါတယ်။ Apple တခုတည်းကပဲတရုတ်မှာတိုင်းရိုင်းနဲ့တွဲဝိုက်ပြီးတော့အလုံးခိုင်သုံးသန်းကျော်ဖန်တီးပေးထားရလို့ခန့်မှန်းရပါတယ်။ Professor Sen ကထုံလုံးမှုရွှေ့ပြောင်းတာကတရုတ်ရဲ့ဒေသဆိုင်ရာအစိုးရဗန္ဒာရေးနဲ့အလုံးအခိုင်အပေါ် PR ကြီးမားစွာတက်ရောက်မဲ့အဖြစ်တရုတ်ရဲ့လူမှုတည်ငြိမ်ရေးအတွက်အဓိက စိန်ခေါ်မှုတရက်ဖြစ်လာနိုင်တယ်လို့သတိပေးထားတာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါစို့ရှင်။